ေတ္တာဆိုတဲ့သဘောတရားကိုလေ့လာခြင်းပြီဆိုလို့ရှင်ကုသဏ္ဍမှာမေတ္တာဆိုတာကိုတွေ့အောင်ရှာဖို့လိုတယ်။အယက်ထဲမှာတော့တဏ္ဍာကနဲ့ချစ်တဲ့အချစ်ကိုမေတ္တာလို့အယက်ထဲမှာခေါ်နေ။အဲ့ဒါနဲ့လုံးဝမတူဘူး။အဲ့ဒါနဲ့ရောထွေးသွားတတ်တယ်။ဆိုလိုတာကရာဂနဲ့မေတ္တာ။ရာဂနဲ့မေတ္တာဟာဆင်းရဲတူတယ်။ဒုတိယကိုချစ်ခင်ပြီဆိုလို့ရှင် favor ပေးခြင်းလား။မေတ္တာကလည်း တတ္တဝါတွေပေါ်မှာဖေဘာပေးတဲ့သဘောရှိတယ်။အလုံးပေါ်မှာအကျိုးလိုလားတဲ့သဘောရှိတော့သဘောချင်းကနီးနေတယ်။နီးနေသည့်အတွက်ကြောင့်မေတ္တာဆစ်ဆစ်ဖြစ်ဖို့ဆိုတာအဲဒါမှခဲတော့မေတ္တာကိုဘာကနေဝင်ပြီးတော့အယောင်ဆောင်တတ်တယ်လဲလို့ဆိုရင်ราကကမေတ္တာယောင်ဝင်ပြီးတော့ဆောင်တတ်တယ်တဲ့။လှိစားမှုလို့ခေါ်။ဒါကြောင့်မို့နိတိအထက်ကရာဆိုတဲ့ချမ်းမှာလှည့်စားမှုတွေနဲ့ပတ်သက်ပြီးတော့ရေးထားတာရှိတယ်။ အဲ့ဒါတွေကိုစုစည်းပြီးတော့မြန်မာနိုင်ငံမှာရွှေချင်းကိုင်းကြီးကိုတည်ထောင်သွားတဲ့မင်းတို့မင်းလက်ထက်ကရွှေချင်းဆရာတော်ကြီးဆိုမန္တလေးတောင်ပြောက်ဖက်မှာရွှေချင်းတိုက်ပြီးရှိတယ်။အဲ့ဒီရွှေချင်းဆရာတော်ကြီးရေးတဲ့စာအုပ်တော့ရှိတယ်။ဝင်းစနာဓိပနီလှည့်စားမှုတွေကိုထင်ရှားပြတဲ့ကျမ်း။အဲ့ဒီဝင်းစနာဓိပနီဆိုတာလှည့်စားမှုတွေကိုတေးဖော်ထားတယ် အစဆုံးဘာနဲ့တမအသေးုပ်ခေါ်ထားတော့ဆိုရင်ကြည့်ရာဂောမေတ္တာယဝင်စေတိအဲ့ဒီစကားလုံးလေးပါရာဂောမေတ္တာယဝင်စေတိတဏ္ဍရာဂတိမေတ္တာယောင်ဆောင်ပြီးတော့လှည့်စားသွားတတ်တယ်အဲ့ဒါကြောင့်မို့လို့တဏ္ဍနဲ့မေတ္တာကွဲအောင်အရင်ကြည့်လို့လိုတယ်မေတ္တာဆိုတာသူ့အကျိုးကိုလိုလားတဲ့စိတ်ဓာတ်တဏ္ဍဆိုတာကိုယ့်အကျိုးကိုဥစားပေးတာမေတ္တာဆိုတာဆွန့်လွတ်နိုင်တယ် တွေ့တာမနေဘူးတဏှာကမစွန့်လွတ်နိုင်ဘူးအိမတမကွဲပြားခြားနာမှုတွေရှိတယ်တဏှာချင်းနဲ့မေတ္တာချင်းတဏှာချင်းကပူလောင်တယ်မေတ္တာချင်းကအေးမြမေတ္တာဆိုတာအတွေ့အတာကင်းတဲ့ကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်တော်ပဲမေတ္တာဆိုတာသူ့အတွက်တဏှာဆိုတာကိုယ့်အတွက်စဉ်းစားကြည့်လေလူတွေကဘယ်သူ့ကိုခင်ပါတယ်ချစ်ပါတယ်နဲ့ပြောနေကြတကယ်ချစ်တာဟုတ်ကလားလို့ဆို တကယ်ဆန်းစစ်ကြည့်လိုက်တဲ့အခါကျတော့သူ့ကိုချစ်တာမဟုတ်ဘူးသူ့မြင်နေရလို့ရှိရင်ကိုယ်စိတ်ချမ်းသာအဲ့စိတ်ချမ်းသာမှုလေးကိုချစ်တာနော်ဒါကိုလူတွေမျက်စိလည်သွားတယ်ကြည့်လေစဉ်းစားကြည့်အမေကသားသမီးကိုချစ်တယ်အဖေကသားသမီးကိုချစ်တယ်ဒီလိုပြောကြကဲအမေချစ်တဲ့သားသမီးအဖေချစ်တဲ့သားသမီးကအမေစကားနားမထောင်ဘူးအဖေစကားနားမထောင်ဘူးဆိုလို့ရှိရင်နောက်ဆုံးကျတော့အမေအဖေကချစ်နိုင်ပါအောင်မလား အမေအဖေကိုအမေအဖေကဒီသားလေးဒီသမီးလေးကိုချီးပြီးတော့သူ့ရဲ့စိတ်ချင်နှံ့မှုကလေးရနေတာအဲ့ဒါကိုချက်ထားသူ့ရဲ့စိတ်ချင်နှံ့မှုလေးကိုဖြစ်လို့ဖြစ်စီလှုပ်လာပြီဆိုရင်သွားတော့သတင်းစာတွေကထည့်ပြီးတော့သားသမီးတွေအမွေပြတ်ကြောညာတာတွေမရှိဘူးလားရှိတယ်။ဘာဖြစ်လို့အမွေပြတ်ကြောညာရတာလဲလို့ဆိုရင် သူ့ရဲ့ပီတိသောမနတ္တဆိုတဲ့ခံစားချက်လေးကိုဖြည့်ဆည်းပြလို့တဲ့အတိတ်ကဒါပဲဒီသားဒီသမီးကိုအာယုံပြုတ်ပြီးတော့ပီတိသောမနတ္တလေးသူမရတော့မရသည့်အတွက်ကြောင့်မင်းမနေနဲ့တော့ပဲဒါအဲ့တော့တဏှာချင်းနဲ့မေတ္တာချက်ကအလွန်ကွာမေတ္တာချက်ဆိုတာဒါမျိုးမဟုတ်ဘူးကျိုးစီပါအောင်လိုလားတယ်ကောင်းစားစေခြင်းနဲ့ကြီးပွားစေခြင်းနဲ့သို့တော်တွေ့တာမနေဘူး ိုယ်အတွက်မစင်စားဘူးသူ့အတွက်တစ်ဖက်သားစင်စားတယ်ဟောမေတ္တာကြီးရဲ့ရှင်းအောင်ပြောရမယ်ဆိုလို့ရှိရင်မေတ္တာဆိုတာမိတ်ဆွေရဲ့စိတ်ဓာတ်ကိုခေါ်တာပါဒီစကလုံးလေးဖြစ်လာတာကအကြည့်မေတ္တတာအေတာမေတ္တာမေတ္တတာမိတ်ဆွေတငယ်ချင်းရဲ့အေတာဥစ္စာဖြစ်တဲ့စိတ်တဘောဓာပဲမေတ္တာမိတ်ဆွေတငယ်ချင်းရဲ့စိတ်တဘောဓာစိတ်နေစိတ်ထားအဲ့ဒါဟာမေတ္တာ အေးစဉ်းစားကြည့်လို့ရှိရင်လူတိုင်းလူတိုင်းမှာမိဆွေတင်ကားတွေရှိကြတယ်အပေါင်းအသင်းတငယ်ချင်းတွေရှိကြတယ်တငယ်ချင်းနဲ့စကားပြောရင်ပျော်တယ်တငယ်ချင်းနဲ့တွေ့ရရင်ပျော်တယ်တငယ်ချင်းနဲ့နေချင်းနဲ့တငယ်ချင်းရဲ့အကျိုးစီးပွားကိုလိုလားတယ်ဟောအဲ့ဒီစိတ်ဓာတ်မျိုးလေးတွေမေတ္တာလို့ခေါ်တာပဲအဲ့ဒီမေတ္တာဒီခုနကတဏှာရာဂဆိုတဲ့အချက်နဲ့ မတူဘူးတဲ့။ကောင်းပြီ။မေတ္တာဆိုတဲ့သဘောတရားဟာအာရောဓအမုန်းကင်းစင်တဲ့သဘောတရား။ကောင်းကျိုးချမ်းသာကိုလိုလားတဲ့ကြီးပွားစေခြင်းတဲ့သဘောတရားလေးပဲ။